ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ California ကတာပွားမီးရဲ့ဈေးကန်ကိုအဆုံးရောက်သမားကဘုံခွဲလို့လူတယောက်သေဆုံးပြီး၄ဦးဒဏ်ရာရသွားတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်သတင်းအဖြစ်ဆုံးကတော့ ABC News က မေလ16 2025 20မှာတင်ဆက်ခဲ့တာကတော့ပြီးခဲ့တဲ့စနေနေ့မေလ18ရက်နေ့မှာကယ်လီဖိုးနီးယားကတည်ဒေသထိန်းသိမ်းရေးနဲ့တာဖွားမီးရဲ့စေကန်းပြင်ပမှာကြီးမားသောကားဘုံပေါက်ခွဲမှုတစ်ခုဖြစ်ပွားကလူတစ်ယောက်သေဆုံးပြီး၄ဦးဒဏ်ရာရသွားတယ်လို့ကြေညာပါတယ်။အဲ့ဒီဘုံပေါက်ခွဲမှုဖြစ်စေတဲ့ကားကိုမောင်းလာသူဟာတော့ net wadi ယုံကြည်သူတဦးဖြစ်ကြောင်းအတွေ့အကြုံများတဲ့ plate ရဲရာရှိကပြောဆိုလိုက်ပါတယ်။ တန်တရားဖြစ်သူဘုံဖောက်ခွဲခဲ့သူကတော့အသက်25နှစ်အရွယ် Edward Barkas လို့အမည်ရတဲ့ယောက်ျားတစ်ယောက်ဖြစ်ပြီးပြင်းထန်တဲ့ပေါက်ခွဲစီတဲ့ရန်တွေကားပေါ်တင်ဆောင်လာက ပေါက်ခွဲစီခဲ့ပြီးသူကိုယ်တိုင်လည်းအဲ့ဒီပေါက်ခွဲတဲ့အထက်မှာပါဝင်သွားပြီးမိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူများဟာအခုအသေးကံဘုံခွဲ တိုက်ခိုက်သူရဲ့ဒီကိစ္စမလုံမီ ဆိုရှယ်မီဒီယာ ပို့စ်မှာမိနစ်30ကြာတင်ခဲ့တဲ့စကားပြောအတန်ဖိုင်ကိုအာယုံစူးစိုက်ပြီးလေ့လာခဲ့ရာ သူဟာနတ်ဝါဒီအမြင်တွေကို ထောက်ခံခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီးအဲ့ဒီဝါဒကတော့မိသူမြကလေးမမွေးရကလေးပြူသည်ဟုယုံကြည်ခြင်းတွေပါရှိတဲ့အယူဝါဒဆွဲတစ်ခုပဲဖြစ်ပါတယ်။သူ့လိုပဲအလားတူအခြားတစ်ယောက်ကလည်းဒီလာစောစောပိုင်းမှာပေါက်ကွဲရေးပစ္စည်းများတက်ဆင်ပြီးမိမိကိုယ်ရောသူများကိုပါသိစေရန် ကြံစီခဲ့တဲ့ online forum တခုနဲ့ဒီကိစ္စဟာဆက်ဆက်မှုရှိနိုင်တယ်လို့လည်းယူဆကြပါဗျ။အိမ်မှာမိမိဘသာလုပ်ယူတဲ့ဖော်ခွဲရေးပစ္စည်းတွေနဲ့နမူနာဖော်ခွဲပြသထားတဲ့ Monica အမည်ဖြင့် YouTube မှာတင်ထားတဲ့အကောင့်ကိုလည်းစုံစမ်းစစ်ဆေးနေကြောင်းသိရှိရပါတယ်။တင်းငွေတွေနေကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့အာနာပိုင်တွေကတန်တရားရှိသူဟာ အခုဖောက်ခွဲမှုကို အွန်လိုင်းမှာဒိုက်ရိုက်ထုတ်လွှင့်ရန်ကြိုးပမ်းခဲ့သည်ဟုယုံကြည်ပြီးသူတို့တွေခေါ်တဲ့ manifesto လို့ခေါ်တဲ့ယုံကြည်မှုဆိုင်ရာစာတမ်းတစ်ခုထုတ်လွှင့်ဖို့ ပြုလုပ်ခဲ့ကြောင်းပြောသွားခဲ့ပါတယ်။အဲ့ဒီဘုံဖောက်ခွဲခဲ့တဲ့သူဟာစိတ်သက်ကြဆင်းမှုများစွာခံစားနေခဲ့ရပြီးပုံကိုယ်ရေးအရာလည်းပြဿနာများစွာ ရှိနေကြောင်းအထူးစိုးစမ်းစစ်ဆေးရေးအဖွဲ့တွေကပြောပါတယ်။ပြီးတော့သူဟာအသက်52အရွယ်ပလိတ်အဖွဲ့က စုံစမ်းရှာဖွေလိုအပ်နေတဲ့29 pounds အင်ယာမြေမှာနေထိုင်သူဖြစ်ကြောင်းလည်းပလိတ်အဖွဲ့ကထုံးပြန်ထုတ်ပြန်သွားခဲ့ပါတယ်။ပေါက်ခွဲမှုဖြစ်စေခဲ့တဲ့ စနေနေ့မှာတော့အဲ့ဒီပေါက်ခွဲမှုဖြစ်ခဲ့တဲ့တာဖွာစေကန်နဲ့တနာယီလောက်ဝေးရက်29 pounds အင်ယာမှာ ပလိတ်အဖွဲ့ဝင်တွေများစွာဟာစုံစမ်းစစ်ဆေးရှာဖွေမှုတွေပြုလုပ်နေခဲ့ပါတယ်။ပေါက်ခွဲမှုဖြစ်ပြီးဂါဇာမှာတော့ပေါက်ခွဲခဲ့တဲ့ဂါပြင်ပမှာ ပြန့်စင်နေတဲ့ခန္ဓာကိုယ်အပိုင်းအစတွေကိုဆက်ဆက်ပြီးတရားခံကို လောလောဆယ်တော့ဖော်ထုတ်ရန်မရနိုင်သေးကြောင်း FBI နဲ့ပြည်ထောင်နာကပြောပါတယ်။ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ပြန်လည်တက်တာလာပြီးဆေးရုံမှာဆင်းခဲ့ပြီလို့သိရပါတယ်။အဲ့ဒီပောက်ခွဲမှုဖြစ်ခဲ့တဲ့နေရာကတော့1199 North Indian Canyon Drive ဖြစ်ပြီးမနက်7:00နာရီကမှဖြစ်ခဲ့ကြောင်းသိရပါတယ်။ဆေးရုံဆေးကမြောင်များစွာရှိတဲ့နေရာလည်းဖြစ်ပါတယ်။ FBI ကတော့ဒါဟာပြည်တွင်းအစွန်းရောက်ဝါဒီတွေရဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပြီး American Reproductive Center လို့ခေါ်တဲ့တာဖွားမီးရဲစေကန်းကိုအဓိကထားပြီးဘုံဖောက်ခွဲခဲ့တာဖြစ်ကြောင်းအဲ့ဒီပောက်ခွဲမှုကြောင့်ပတ်ပတ်လည်း Guide 250မှာရှိတဲ့အဆောက်အဦတွေပြိုကျပျက်စီးခဲ့ကြောင်းအလွန်ပြင်းထန်တဲ့ပောက်ခွဲမှုဖြစ်လို့မိုင်းတော်တော်ဝေးဝေးကတော့ကြားနိုင်ပြီးတုံ့ခေါင်မှုတွေကိုလည်းခံစားမိကြောင်းပြောသွားပါတယ် FBI ရဲ့နယ်မြေခံရဲတွေပူပေါင်းပြီးပောက်ခွဲမှုကိုအသေးစိတ်စစ်ဆေးနေပြီးတော့တပ်တေကံပစ္စည်းတွေခန္ဓာကိုယ်အပိုင်းအစတွေနဲ့ဖောက်ခွဲရေးကဘယ်ကနေဘလို့ရောက်ရှိလာလဲစတဲ့ဗီဒီယိုမှတ်တမ်းတွေရှောက်ပွေးစုဆောင်းနေကြောင်းလည်းသိရပါဗျ။တာဝန်ရှိသူတွေကတော့တန်တရားရှိသူရဲ့မိသားစုတွေသူ့ရဲ့အပေါင်းအသင်းတွေသူ့ရဲ့မီဒီယာအကောင့်နဲ့ချိတ်ဆက်နေသူတွေအားလုံးကိုစစ်ဆေးမေးမြန်းနေပါဗျ။တင်းနှီးတွေနေကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲလည်း ွဲမှာလည်းတရားခံလို့ယူဆသူဘော့တက်ရဲ့လှုပ်ရှားမှုတွေသူ့ရဲ့မောင်းနိုင်ခဲ့တဲ့2010ငွေရောင်း Ford Fusion ကားကိုမှတ်မိနိုင်သူမျက်မြင်သက်တည်များရှိခဲ့ရင်ပလိတ်အဖွဲ့ကိုဆက်တွေ့တရင်ပေးရန်လည်းပြောသွားပါတယ် FBI ဌာနရဲ့ဖောက်ခွဲရေးကျွမ်းကျင်သူတွေကတော့အခုဘုံဖောက်ခွဲမှုဟာအကြီးမားဆုံးဖောက်ခွဲမှုဖြစ်ခဲ့ပြီးကယ်လီဖိုးနီးယားတောင်ပိုင်းကစစ်စစ်ရေး တာဝန်ရှိသူတွေရဲ့ခေါင်းဆောင်ဒါရိုက်တာဖြစ်သူ David Garrow Los Angeles မှာရှိတဲ့ FBI ရုံးနဲ့ပူးပေါင်းပြီးတော့စစ်ဆေးအရေးယူမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။အဲ့ဒီတာဖွားမီရဲ့စေကမ်းမှာရှိနေတဲ့ဒရီသားမျိုးတွေနဲ့ဒရီသားဥတွေကတော့မိသက်ဌာနကကာကွယ်ပေးလို့ဘေကင်းလုံခြုံတဲ့နေရာမှာရွှေ့ပြီးတော့ထိမ့်သိမ်းထားနိုင်ကြောင်းသိရပြီးတော့ဖောက်ခွေသမားရေးခဲ့တဲ့စာတစောင်မှာတော့နတ်ဆိုးဝါဒီကိုထောက်ခံအားပေးပြီး လူသားဖြစ်တည်မှုဟာဒုက္ခအလွန်ရောက်ရကြောင်းနဲ့လူသားတွေဟာရှင်သွေးမယူသင့်တော့ကြောင်းစတဲ့မူဝါဒတွေကို ထောက်ခံကြောင်းစာများရေးသားထားတာကို တွေ့ရှိရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျ။တည်င်းကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တိုက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ကြပါစို့။ Please take care of yourself and each other. Bye bye.